ရွာလေးတရွာမှာလူပြိုကြီးတယောက်ငါးထိုင်များနေတော့ငါယူမဲ့လူမရှိလို့လူပြိုဖြစ်နေမှာမဟုတ်ဘူးငါအရန်ရွှေလို့ခဏကြာတော့ကာမလီတယောက်ရောက်လာခဲ့တယ်အကိုဟေးဘာလို့ခေါ်ရလဲရှက်လိုက်တာနေကိုကြိုက်တယ်လို့ပြောနေရမှာမဟုတ်တာဘာလို့ရှက်နေရလဲကျမတို့တွေ့လာတာလဲကြာပြီနော်အဲ့တော့ဘာဖြစ်လဲ နေ့တိုင်းဒီလိုတယောက်တည်းငါရှာစားနေမပေမန်းလားရှင်အဖော်မလို့လိုက်လို့တော့လို့ချက်ပါတယ်ဒါပေမဲ့အခုကတင်းနှောင်းကြီးအရန်များတယ်အလုတ်ကရီရရမရှိဒီလိုပဲငါရှာစားနေရတာဘယ်ဟာပတ်စံနဲ့မိမယူရမလဲအခုတလောတကယ်ပတ်စံတန်ဖို့မရှိရပါလေထားလိုက်ပါတရွာသားချက်မယ်โอเคအခုပြင်ဆင်ထားလိုက်နော်အဖေကိုပြောပြီးလာတောင်းလိုက်မယ်နေပါဦးဒုက္ခပါပဲကွာ ပြောတာလဲနားမထောင်အလကားနဲ့လကားဝင်းကလေးဖက်ကလာပြီးတေနောက်ခံရတော့မယ်။ငါဘဝငါဘဝကောင်မလေးကလည်းယောက်ျားမရသေးရနဲ့အဖေဖြစ်သူကိုလှင်လိုက်တောင်းခိုင်းနေတယ်။အုံနောက်မရှိရဲ့သမီးယောက်ျားကိုတောတောင်းခိုင်းလာတယ်လား။နင်ဘလို့မိမမျိုးလဲဟမ်။နင်အချက်မရှိဘူးလားပြော။ဘလို့မိန်းကလေးဖြစ်ရမှာလဲအဖေရဲ့အသက်20ကျော်တာတောင်ယောက်ျားမရသေးတဲ့မိန်းကလေးလေ။ဟွန်းဟွန်းတတမိတတ ငါနင့်ကိုတိတ်မပြောချင်အောင်နော်အဖေကလည်းမပြောချင်လို့ပဲတော်တော့တယ်အဖေတတောက်ဘလောက်ရိုက်ရိုက်သမိခတ်နိုင်နေဒါပေမဲ့ဒီလိုပြောတာတော့လက်မခတ်နိုင်ဘူးနော်အေးထွက်သွားဘယ်တော့မှပြန်မလာနဲ့သွားတလောက်တောင်မှလင်းလို့ချင်တဲ့သမိသူ့သမီးယောက်ျားသွားတောင်းခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ဖေကအရန်ကိုဒေါသထွက်လွန်းလို့ပြစ်ပြစ်ခါခါပြောလိုက်တဲ့အတွက်တတလည်းဝမ်းနည်းစွာငိုကြွေးနေပါတယ်အဖေက ဘာလို့ငါပေါ်ဒီလိုပြောရရတာလဲအဖေကိုရမ်းစိတ်ဆိုးတယ်ငါတည်တဲ့အချိန်အဖေကိုစိတ်ဆိုးမပြေဘူးအဲ့ဒီအချိန်မှာမထင်မှတ်ထားပဲမိုးကြီးလေကြီးကြလာကတတပေါ်ငါပြောပင်ပြီပြီးတေးသွားပါလေရောလေဒီမိုးလာတာမြင်တော့အဖေဖြစ်သူကသူ့သမီးကိုစိတ်ပူလာခဲ့တာပေါ့ဒီတတမှာတော့ဘယ်နှမှာသွားတည်နေလဲမသိဘူးတလောက်မိုးရွာတာတော့ပြတ်မလာသေးဘူး ငေါ့တွေးတော့လုံနေတယ်။ပြန်လာတော့ကတော့လေ။သမီးပြန်လာတဲ့အတွက်အဖေဖြစ်သူလိုက်ရှာနေပါတယ်။တတာတတာဟဲ့တတာတတာသမီးတတာပဲရသွားနေရလဲ။ဒါလေးပြောတာများအရင်စိတ်ထိခိုက်နေရပေါ့လေ။ဟာအိမ်တော့ပြန်မလာနိုင်ဘူး။ဟာတတာသမီးရေဘမလဲတတာအောင်းငုံကြည့်လိုက်တဲ့အချိန်မှာ ငပြိုးပင်ပြီပြီးတည်နေတဲ့တတောင်မြင်ပြီးတတော်လေးကိုထိတ်လန့်သွားခဲ့ပါတယ်။ဟင်တတာအဖေသမီးလေးတတာမဟုတ်ဘူးမဟုတ်ပါဘူးသမီးရဲ့အဖေတောင်းမှန်ပါတယ်ဒါမျိုးဖြစ်လို့မရအောင်လေသမီးသမီးတတာသူပြောလိုက်တဲ့စကားကြောင့်တတော်လေးကိုနောင်တရနေပါတယ်ဒါပေမဲ့ဘာမှမထူတော့ပါဘူးသူ့သမီးကတည်သွားပါပြီ လာအနေငယ်လောက်ကြတော့ရွာသားတွေကတတောင်းမြုပ်ထားတဲ့မြေပုံပေါ်မှာပေါက်လာတဲ့ငပြောပင်ကိုလာရောက်ပူဆုံကြပါတယ်။ជីပွားတိုးတက်ပါစေ။ជីပွားတိုးတက်ပါစေ။ជីပွားတိုးတက်ပါစေ။အဲ့ဒီငပြောပင်ကိုကိုးကွယ်တဲ့လူတွေအားလုံးနေပါထီတွေပေါက်ကြတာပေါ့။ဟေးငါထီထက်ပေါက်ပြမေးဟာ။အေးငါလည်းလေးလုံးတော်တူတာခဏနေကြရင်သွားထုတ်ရုံပဲဟေး။ငါပြောပြင်ဆောင်တဲ့ကငါတို့ဘဝကိုကောင်းမွန်အောင်လုပ်ပေးနေရပါပဲ။ အဖေဘာလို့မျက်နှာရှုံ့မဲ့냐လဲချီမပေါက်လို့လားအဖေရဲ့ပေါက်တယ်ငါသိန်းတရာပေါက်တာဟာအဲ့ဒါဆိုပြောရမှာလေအဖေရဲ့ငါထီပေါက်ရင်သိန်း200လူမဲလို့စိတ်ကူးထားတာအခုတော့ဒါဆိုနောက်တရာဘယ်နားနေသွားရှာမှာလဲငါဘလို့လုပ်ပြီးတိမာလဲကွာမတိလို့မှစိတ်ညစ်နေပါတယ်ဆိုအဖေရဲ့စိတ်ညစ်နေပါနဲ့ကျွန်တော်တို့ပတ်စံမှာပေါင်းလိုက်လေချီပေါက်တဲ့သူများလာလေ အဲ့ဒီငပြောပင်ကိုလာပူစော်တဲ့သူကများလေပါပဲအနီးအဝေးလူအကောင်လုံးကချမ်းသာခြင်းကြတော့လေလာရောက်ပြီးပူစော်ကြတာပေါ့ဒီလိုနဲ့တနေ့မှာတော့အမှုသမားတယောက်ကမူမူယူယူနဲ့ညတကာမှငပြောပင်ကိုရောက်လာခဲ့တယ်သူကလည်းပေါက်ချလိုက်တာကွာသူကငပြောပင်နောက်သေးပေါက်ချလိုက်တာငပြောပင်ဆောင်တဆီကတခါတည်းကိုထွက်လာတာပေါ့ဟမ်အမှုသမားကဂျာကိုမြင်လာတော့ထိတ်လန့်မှုမရှိပဲ ကာမာလီယာလန်သွားရင်သူ့ကိုတွေ့သွားတာလို့ပဲထင်နေတာပေါ့။တစီမန်းလည်းမသိရှာပါဘူး။အဲကောင်မလေးညာကြီးမဟုတ်ချုပ်ဘာလာလောက်တာလဲ။ဒါမှမဟုတ်အကို့ကိုမြင်သွားလို့လာကြည့်ရများလား။အဲ့ဒါဆိုလေဒီနီနီနားမှာလာကြည့်လေ။အဲ့ဒါမှအကို့ကိုကောင်းကောင်းမြင်ရမှာပေါ့။ဟင်အာအာဒီနေ့ရဲ့ထိတ်တန့်တဲ့ရင်ကတော့ အမှုသမားတယောက်ကလူတိုင်းလူလို့တွားရောက်ပူဆောင်နေတဲ့ငပြောပင်နာမှာတေဆုံးနေတဲ့တဲ့မဲဖြစ်ပါတယ်။ရွာခန့်နေပြောကြချက်ရတော့ငပြောပင်တစီ6လို့တေသွားတာလို့သိရပါတယ်။ဟင်ငပြောပင်တစီတဲ့လူတွေကလည်းရှောက်ရှောက်ပြောနေကြတာဘူးမသိဘာမသိနဲ့တစီဆိုတာတကယ်ရှိလို့လားငါတော့ဇက်ကားထဲမှာပဲမြင်ဘူးတဲ့အဲ့လိုယုံမဲ့လူရှိမယ်လို့တော့မထင်ထားဘူးတကယ်ရှိရင်တော့ငါတော့တွားကြည့်ချင်သေးတယ် ဒီကိစ္စကိုမယုံကြည်တဲ့ကောင်းခန့်လည်းလူတွေပြောများလာတာနဲ့စံတက်ကြည့်ချင်းစိတ်ဖြစ်လာခဲ့တာပေါ့ညရောက်တော့ကောင်းခန့်လည်းငပြောပင်တော့တယောက်တည်းရှောက်လာခဲ့လိုက်တယ်သူတို့ပြောပြောနေတဲ့တစေရှိတဲ့ငပြောပင်ဆိုတာတလားငါနဲ့တွေ့ချင်တဲ့ထက်နေကွာရော့ကွာဤပေါက်လိုက်တယ်ဟာဟာ တကယ်ရှင်ငါကုတ်လာချိုးလိုက်ကွာကဲပြန်တော့မယ်ဟီဟီဟီအော်နင်းအောင်အောင်စိန်ခေါ်ရဲတာပေါ့လေတွေ့မယ်ဒီလိုနဲ့ငပြောပင်ဆောင်တစရာစိတ်တော်ပြီးသူ့နောက်ကိုလိုက်သွားခဲ့တယ်ဟာတလောက်လေးနေတာဘာမှလည်းမပါပဲနဲ့ဟာဟာကြက်ပောင်ကလည်းစားလို့ကောင်းလိုက်တာကွာ ဟမ်ကျက်သားတုံးကဘလို့ဖြစ်ပြီးလွင့်ထွက်သွားတာလဲဒီလိုလည်းရှိရပဲလားအပါတော့ဟာဘသူငါကောင်းလာရိုက်တာလဲဒီဟာဒီကောင်ကတော့ဟမ်ဟာမနေနိုင်တော့ဟဲ့ကောင်းခန့်ကသူပါပဲလုံနေလုံနေငါပြောပင်တစီကသူ့ကိုလိုက်ပြီးနောက်ဆက်နေခဲ့တာပေါ့ထဆန်းထဆန်း မင်းငါနဲ့တော်တော်စော့ချင်ရမလားမင်းပါပဲလလုံးငါလိုက်နောက်ရှက်နေမှာနော်ဟင်ဒါဘာတန်နှုံးဟာငါနားကြားလွဲတာတော့မဟုတ်ဘူးမလားအာမရတော့ကွာဒါဘလို့ဖြစ်တာလဲဆိုတော့ငါမရရအောင်လိုက်ပြီးစုံစမ်းမယ်ကောင်းကင်လည်းတီးမခတ်နိုင်တော့တဲ့ဆုံးသူလည်းတရင်သမားစီသွားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီနေ့ကတော့တဆေမြင်တဲ့လူတွေကိုလာရောက်မေးမြန်းပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ တရားကိုအတွေ့အကြုံလေးပြောပြပါဗျာ။ဟောအခုအဲ့ဒီကောင်လေးပေါ်တရေကောက်တက်စီးနေတာမြင်လိုက်တယ်။ဟမ်မင်းလုံးဝတော့မလှန့်ဘူးလား။အကိုတခုခုပြောပြပါအောင်ဗျာ။ဟယ်လိုမင်္ဂလာပါ။တကယ်တော့လေ။ तू ကမင်းကိုတတ်ဖို့ကြံနေတာ။ဗျာ။မင်းက तू ရငပြောပင်စီအီအီသွားပါတာဆို။ဟာခမည်းဘလို့သိရလဲ။ ကျုပ်ဘသူကိုမှမပြောပြဖို့ဘူးလေငါသာမသိရင်ဘသူကငါ့ကိုဒီမှာလာထိုင်ခိုင်းမှလဲကွာဟမ်တကယ်ကြောက်စရာကောင်းတာပဲအေးမင်းကသူ့ဒေါသသွားဆွာလို့အဲ့ဒါမင်းကိုတတ်တော့မှာကွာဗျာတတဆိုကျွန်တော်ဘယ်လိုလုပ်ရမှာလဲဗျာမင်းကလည်းမခက်ပါဘူးကွာဒါဆိုဘယ်လိုလုပ်ရမှာလဲဆိုတာပြောပြပါအောင်ဗျာနေပါအောင်ငါစဉ်းစားပြစေအောင်哦，对比对比。 ဘလို့လောက်ရမှာလဲနီလန်းသိသွားတဲ့ချိန်မှာတော့စားကောင်းတောက်ဖွဲရယူပြီးကြေအေးနိုင်အောင်ငပြောပင်စီသွားကြပါတယ်ဘလို့လောက်ရမလဲဆရာဘာမြင်သေးလဲတွေ့ရပါကွာသူကဟိုချန်စီယိုးပေါ်မှာထိုင်နေလीဘယ်မှာတော့ကျွန်တော်ကဘာလို့မမြင်ရတာလဲအေးမင်းကမျက်လုံးတော့ပါပဲမဲ့ငါလို့ပါရမီမပါလို့မမြင်ရတာပါကွာအော် ဆရာပါရမီပါလို့တက်စီကိုမြင်နာဆိုတဲ့သဘောပေါ့အေးမင်းတော်တော်တော်နားလေလာတာပဲဂျာနဲ့သူအခုဘလို့နေလဲဆရာငါအထင်တော့ဝမ်းချုပ်လို့အီးညက်ညာထနေဟင်တကယ်လားဗျမင်းကိုလာတောင်းပန်ဖို့ငါခေါ်လာတာ तू ကတုံးတာအတာအဲ့ဒါကြောင့်ဒီလိုလုံမိသွားတာပါ तू ခွင့်လွတ်ပေးလိုက်ပါလောင်းဝခွင့်မလွတ်နိုင်ဘူး ငါခွင့်မလို့နိုင်ဘူးမင်းငောက်နည်းနည်းလေးမှတော့အားမနာဘူးလားငါမှတော့ဒီချက်မပြည့်တဲ့ကောင်ခေါ်လာပြီးတောင်းမှခန်းလိုက်ရတာတရွာသားချင်းချင်းကိုကွာဟုတ်ပါရဲ့ဗျာကျွန်တော်မားခဲ့တာတွေအတွက်အနူးညွတ်တောင်းမှန်ပါတယ်လေးစားတဲ့နောက်တွင်ရိုသေးလေးစားရမှာ အခုလိုလာဟောက်ရမှာမဟုတ်ဘူးငါမင်းကိုလုံးဝခွင့်မလို့ဘူးအေးတနည်းတော့ရှိတယ်ပါတနည်းလေငါ့ကိုဒီကောင်ယူလာမပေးမချင်းဟင် ဟင်။ तू ကနပန်းသမားရချင်တာလား။ तू ကပေတိုင်းပြအောင်မလို့နပန်းသမားကိုလိုချင်နေရလဲဟာ။ तू ကကျွန်းစီနာကိုလင်းတော်ချင်နေတဲ့။မဟုတ်ရင်နင့်ကိုခွင့်မလွတ်ဘူးတဲ့။အမလေးဒုက္ခပါပဲ။ငါ့လူကောင်ကြတော့ तू ကမလုပ်ချင်ဘူးလား။အေးမလုပ်ချင်ဘူးတဲ့။ तू ကလာတောင်းမှန်တာကိုလည်းစိတ်ဝင်စားပဲကျွန်းစီနာကိုပဲလင်းတော်ချင်နေခဲ့ပါရဲ့။ဟာနင်ဘာရကြည့်နေရလဲ။ 哦，对比对比，看那上变哪个没？呀，明个掉的他给着马拉瓜。จุนซีนาฮะดาจุนซีนาပဲဟုတ်ပါတယ်ကျွန်တော်จุนซีนาပါအပြင်မှာတကယ်တွေ့ရမယ်လို့မတွေးခဲ့ဘူးတကယ်တွေ့ရတော့ဘလို့လဲကွာဘလောက်တောင်းရလားတောင်းပါတယ်သွားကြထိုးတန်လောက်จุนซีนาจุนซีนาရှင်ကကျမရဲ့အိမ်မက်ပဲ အခုနလူတယောက်ဂျေဆုတက်ပါတယ်ရအောင်ခေါ်လာပေးလို့ခေါ်လာပေးလို့ဂျေဆုတင်တဲ့ပြင်ကျမတို့မှာရှိတဲ့ရညိုးတွေကိုလည်းခွင့်လွှတ်လိုက်ပါပြီဒါဆိုအခုနကောင်လေးကိုခွင့်လွှတ်ပေးလိုက်ပြီပေါ့နော်တိတ်ဟုတ်တာပေါ့ရှင်နင်ကငါလိန်တာခံနေရတာအုံနာမရှိတဲ့တစီမရဲ့နင်ငေါ့ခွင့်လွှတ်လိုက်ပြီဆိုတော့အခုအစပြီနင်ငေါ့လာပြီး၆ပိုင်ခွင့်မရှိအောင်နော်ငါအိမ်ပြန်လိုက်အောင်မယ်ဟိဟိဟဲ့ဒါကျွန်စီနာမဟုတ်ဘူးကောင်းခံမယ် နင်နင်ငါပို့ပြီးတော့တောင်းတာထွက်အောင်လှုပ်နေရဲ့ပို့လို့တော့တောင်းတာထွက်တယ်ဟာ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 နင်တို့เนี่ยပိတ်လိုက်တော့အဲ့မှာနင်နင်ငါလည်းပြင်ဘာလို့ညက်တာလဲနင်ငါ့ကိုခွတ်လွတ်ပြီးသားလေတက်စာမရှိတဲ့စိမ်းမရဲ့နင်ငါ့ကိုလိန်လာကြတော့ငါးပါးတီလာချုပ်ပေါက်တယ်လို့မခေါ်ဘူးလားဟုတ်သားပဲမင်းကသူ့သွားညာတာ哦ငါ့ကိုလွတ်တော့မိမခိုင်းတာသွားလို့ရအောင်မှာ ျွန်တော်တောင်းပန်ပါတယ်ငပြောပင်ဆောင်နဲ့ရဲ့အခုအစားပြီးဘသူ့မှာထက်ပြီးမလိန်တော့ပါဘူးခွတ်လွတ်ပေးပါနော်လုံးဝခွတ်မလွတ်နိုင်အောင်ငါ့နေရာမှာလာပြီးချီးပါအီးပေါက်တဲ့ပြင်ငါ့အိမ်မက်ထဲကကောင်းလေးအဖြစ်တောင်လာပြီးဟန်ဆောင်သေးတယ်အဲ့ဒါကြောင့်မင်းတို့အသက်မရှင်နဲ့တော့အာအာအာပရိသတ်များအားလုံးမင်္ဂလာပါဒီနေ့ကတော့ငပြောပင်ရနဲ့ရေထုတ်တဲ့နီလန်လာမြဝေသွားမှာဖြစ်ပါတယ်လွယ်လွယ်လေးပါဒီမှာကြည့်ကြ ဒါတော့နီလမ်းများစွာရှိပါတယ်။ဒါကတော့နံပါတ်1လည်းဖြစ်နိုင်ပါတယ်။ဟင်။လာ။ဒီပါလို့လိုက်တာလဲဟာ။ဒါငါအကြိုက်ဆုံးနေငါပြောပင်ရနဲ့ရေထုတ်တာ။သူရဲ့ငါပြောပင်ရနဲ့ရေထုတ်တဲ့နီးနဲ့ကောင်းကန့်တို့လည်းအသက်အန္တရာယ်ပေးရလွတ်မြောက်လာခဲ့ပါတယ်။ရေရေငါပြောပင်တစ်စိမရှိတော့တဲ့နောက် ငပြောပင်တစ်စီကိုပူစော်ပသပြီးခြေတွေပေါက်နေတဲ့သူတွေကမကြည်မနှက်တွေဖြစ်လာတာပေါ့မဟုတ်ဘူးငါရဲ့ချမ်းသာမှုတွေပါသွားပြီအခုငါဘာလုပ်စားရတော့မှလဲဘာမှမဖြစ်ပါတော့ရဲ့ကျွန်တော်ကကုံစိန်ရောင်းဝယ်ရေးလောက်တာမုံငင်းတို့ဘာလို့ရှင့်လဲလာရောင်းပေးလို့ရပါတယ်ဗျာတကယ်ဝဲတာလားတကယ်ပါဗျာตายရေအမေတို့လှုပ်เสียလှုပ်ရှိပြီ မောင်မြကကုံစင်းရောင်းဝယ်ရေလုတဲ့အတွက်ရွာသားတွေလည်းနောက်တစ်ခေါက်မျောလင့်ချက်ရှိလာပြီးကုသိုလ်ကံကိုပဲထိုင်ဆောင်မနေတော့ဘဲစိုက်ပျိုးမွေးမြူရေးစားလုပ်လာပါတယ်။ကောင်းခန့်လည်းသင်ကန်းစာတွေရသွားပြီးမမြင်ရတဲ့ဟာတွေတကယ်မရှိတာမဟုတ်ဘူးဆိုတာကိုသိသွားပြီးမယုံကြည်ဘူးဆိုရင်တော့မှထပ်ပြီးတော့မစော်ကားရဲတော့ပါဦးတဲ့ရှင်။ ဟုတ်ကဲ့ပါရှင်အခုလိုရီမောစီယာကာတွန်းလေးတွေကြိုက်တယ်ဆိုရင်တော့ကျမတို့ရဲ့ SLS ကာတွန်း channel ကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်နောက်ထပ်လည်းကာတွန်းကောင်းလေးတွေကိုမြတ်မြတ်တင်ဆက်နိုင်ဖို့ကြိုးစားနေပါတယ်ရှင်ကျမကတော့ SLS ပင်တိုင်းတင်ဆက်သူ Lady Kim ဖြစ်ပါတယ်ရှင်